အစ္စရေးနိုင်ငံရဲ့အဓိကလေးစိတ်ကိုဟိုဒီအင်အားစုတွေပြစ်ခတ်တဲ့ဒုံးကျည်ထိမှန်ခဲ့တဲ့နောက်ကျင်းသေးပေါက်လက်တုံပြန်မယ်လို့အစ္စရေးဝန်ကြီးချုပ်ကသတိပေးပြောကြားလိုက်ပါတယ်။ရီမင်အခြေဆိုင်ဟိုဒီတွေပြစ်ခတ်လိုက်တဲ့ဒုံးကျည်ကပြီးခဲ့တဲ့သတင်းပတ်ကုံမှာ Tel Aviv မြို့မှာရှိတဲ့ဘင်ကိုရီယန်လေးစိတ်နာကြရောက်ပောက်ကွဲခဲ့တာပါ။ဟိုဒီတွေကဂါဇာမှာအစ္စရေးနဲ့ Hamas ပျောက်ကြားတပ်ဖွဲ့စစ်ပွဲတွေစတင်လာကြတဲ့က Hamas နဲ့အတူရပ်တည်ကြောင်းကြေညာပြီးအစ္စရေးကိုမကြာခဏဒုံးကျည်တွေ drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကလည်းယီမန်မှာရှိတဲ့ဟိုသီစစ်ရေးပြတ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။အီရန်ကကြောထောက်နောက်ခံပေးထားတဲ့ဟိုသီတွေကနိုင်ငံတကာအသိအမှတ်ပြုယီမန်အစိုးရကိုလက်နက်ကင်ပုံကန့်နေပြီးလောဆယ်မှာတော့မြို့တော်ဆာနာအပါဝင်ယီမန်ရဲ့ကျေပြန့်တဲ့အစိပ်ပိုင်းတွေကိုသိမ်းပိုက်ထားပါတယ်။လေစိတ်နာမှာဒုံးကျည်ထိမှန်ခဲ့ပြီးတဲ့နောက်အစ္စရေးဝန်ကြီးချုပ်က ။ Israel ဟာအတိတ်ကလည်းလက်တုံပြန်တိုက်ခိုက်ခဲ့မှုသလိုအနာဂတ်မှာလည်းလက်တုံပြန်တိုက်ခိုက်နိုင်အောင်မယ်လို့လူမှုကွန်ရက်ပေါ်တင်ထားတဲ့ဗီဒီယိုတစ်ခုမှာသတိပေးချင်းချောက်သွားခဲ့တာပါ။မေလ၄ရက်မနက်ပိုင်းတုန်းကလေစိတ်ရဲ့ခရီးသည်တွေအ धिक ဝင်ရောက်ရာအဆောက်အအုံနာကြာရောက်ပောက်ကွဲခဲ့တဲ့ဒုံးကြီးကြောင့်လူ၄ဦးဒဏ်ရာရခဲ့ကြောင်း Israel ကထုတ်ပြန်ပါတယ်။ဒါ့အပြင် လေကြောင်းသတိပေးအုပ်အော်ဆွဲမှုကြောင့်ဘုံခိုဖို့နေရာစီအပြေးအလွှာသွားရောက်ရာကနောက်ထပ်နှစ်ဦးမတော်တဆဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့ဒဏ်ရာရသူတွေထဲမှာအသက်အန္တရာယ်စိုးရိမ်ရသူတွေတော့မပါခဲ့ပါဘူးညနေပိုင်းမှာတော့ဟိုတီတွေကအစ္စရေးရဲ့လေးစိတ်တွေကိုမကြာခဏပြတ်မှတ်ထားတိုက်ခိုက်ပြီးအစ္စရေးလေယာဉ်တွေပြန်တက်လို့မရတော့တဲ့အထိဖိအားပေးသွားမယ်လို့ကြုံဝခဲ့ပါတယ်ဒါဟာဂါဇာမှာစစ်စင်ရေးတွေဖြန့်ကျက်မဲ့အစ္စရေးရဲ့အစီအစဉ်ကိုတုံ့ပြန်ဖို့ဖြစ်တယ်လို့ဟိုတီတွေကပြောပါတယ်ဟိုတီတွေဟာလလော့ဆယ်မှာအမေရိကန်ရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့လည်းကြုံတွေ့နေရပါတယ်ရှင်